ူတပါးကြီးပွားတာကိုမနာလိုတဲ့စိတ်တွေဖြစ်တယ်။ဘယ်တော့မှအကောင်းမပြောနိုင်ဘူးလူတယောက်ကြီးပွားရင်လည်းဘာကြောင့်ညာကြောင့်နော်ပြောကြတယ်မဟုတ်လားလူတွေကတရားထဲမှာဆိုမနာလိုတဲ့စကားအလွန်များတယ်ပေါ့မနာလိုတဲ့စကားဥပမာလူတယောက်ရဲ့အဲဘယ်သူကဖြစ်စီးပွားတွေတက်လိုက်တာတိုက်ကြီးတဲတော့မှာပေါ့တဲမှာပေါ့ဘာလုပ်တဲ့ညာလုပ်တဲ့သွားတာပဲအဲ့ဒါနော်ပြောပြီဆိုလို့ရှိရင်လူတွေက ချင်းမစကားပြောပြီဆိုလို့ရှိရင်နောက်ကဘာထဲတတ်တယ်ဆိုဒါပေမဲ့ဆိုတာလေးလာအဲ့ဒီဒါပေမဲ့ဆိုရင်တော့အပြစ်ပြောပြီလို့သာမှတ်ပြီတော့မချင်းမနိုင်ကြဘူးတဲ့အဲ့လိုလို့သူတစ်ပါးကြီးပွားတာသူတစ်ပါးအောင်မြင်တာတွေကိုမချင်းမနိုင်ပြီးတော့ကဲ့ရဲ့ရှုပ်ချတဲ့အိတ်တာတရားတွေကြီးပွားလာခဲ့ကြီးထွားလာခဲ့တဲ့ပုံကိုယ်တွေကဖြစ်လျက်ဖြစ်လျက်ဘဝမှာ ောစာအန္တမရှိတိမ်ငယ်တဲ့ပုံကိုယ်ကြီးဖြစ်တတ်တယ်။ဒါကိုလုတ်ခဲ့တဲ့ကံကြံကံကြမာတွေကဘဝရဲ့ရုပ်ပုံတော်ကိုဖောထုတ်တာပဲ။အဲ့ဒါလို့မဟုတ်ပဲနဲ့အေး तू လုတ်လို့ तू ရတာကြီးပွားကြတာဝမ်းသာစရာပဲ။ဂျလစီဆိုတာမဖြစ်ဘူးဝမ်းသာတယ်မူရိတာဖြစ်တယ်။အော်အကျိုးကြီးကောင်းတယ်။စသဖြင့်ချီးမွမ်းနိုင်တယ်ပြောဆိုနိုင်တယ် အဲ့ဒီပုဂ္ဂိုလ်မျိုးတွေကြတော့အိဒါခင်းတဲ့ပုဂ္ဂိုလ်တွေကြတော့ဘာဖြစ်လဲဆိုလို့ရှင်။ဩဇာအာဏာရှိတယ်တဲ့မသိငယ်ဘူးတဲ့။ဘဝတစ်ခုရလာတဲ့အခါမှာကိုလုခဲ့တဲ့ကံတွေရဲ့ပုံရိပ်တွေကလားပေါ်တာပဲလို့ဒီလိုဆုလို့တယ်။မဏိကဘိဗျာကြီးကိုမြတ်စွာဘုရားကရှင်းပြလိုက်တယ်။အေးအမျိုးသမီး၄ဦးတဲ့ကပထမအမျိုးသမီးကရုပ်ဆိုးကြည့်တန်တယ် မွဲတယ်တိမ်ငယ်တယ်ဆိုတာဟာတဲ့သူဟာဖြစ်ဖြစ်လျာဘဝမှာဒေါသအသိကြီးခဲ့တယ်ဒေါသကြီးုံနေမကဘူးအလှတန်းလည်းမလုပ်ခဲ့ဘူးတဲ့သူတစ်ပါးကောင်းစားတာကိုလည်းမနာလိုစိတ်တွေများခဲ့တယ်တဲ့ဒါကြောင့်မို့ဒီလိုဖြစ်ရတာလို့ဒီလိုဟောတယ်ဒုတိယအမျိုးသမီးကအယုဆိုးကြီးတန်တယ်ဒါပေမဲ့လို့သူက ချမ်းသာတယ်မသိငယ်ဘူး ုံရှိတယ်ဆိုတာဘာကြောင့်လို့ဆိုရင်သူဟာဟိုဘွားတုန်းကဒေါသကြီးတယ်ဒါပေမဲ့လှခဲ့တန်းခဲ့တယ်သူများပေါ်မှာမနာလို့အိတ်တာတွေမရှိခဲ့ဘူးကင်းခဲ့တယ်ဒါကြောင့်မို့ဒီလိုဖြစ်တာလို့ဘုရားကဟောတယ်နောက်တတိယအမျိုးသမီးကြတော့ဘာဖြစ်လဲရှင်ဘုရားတဲ့တတိယအမျိုးသမီးကရုပ်ချောတယ်ဒါပေမဲ့လို့ဆင်းရဲတယ်တိမ်ငယ်တယ် ေးဟုတ်တယ်ဟိုဘွားတော့ကသူကစိတ်ကိုဘယ်တော့မှမဆိုးအောင်စိတ်မဆိုးအောင်ထိနေသဘောကောင်းတယ်ခန္တီတရားလက်ကင်ထားတယ်ဒါကြောင့်မို့ယုတ်ချောတာသို့တော်သူကမလူခဲ့ဘူးမတန်းခဲ့ဘူးသူတစ်ပါးလှုပ်တာကိုလည်းမနာလိုခဲ့တယ်သူတစ်ပါးအောင်မြင်ကြီးွားတာကိုလည်းမနာလိုစိတ်နဲ့အပြစ်ပြောခဲ့တယ်ဒါကြောင့်မို့လို့သူကဆင်းရဲမွဲတေပြီးတော့ဩဩဇာအာဏာမရှိတာသိငဲတာတဲ့စတုထအမျိုးသမီးကအယုတ်လဲချောတယ် ပစ္စည်းဥစ္စာလည်းပေါ်တယ်။ဩဇာအာဏာလည်းရှိတယ်ဆိုတာကြတော့တဲ့။ဖြစ်လျာဘဝမှာသူကိုယ်သူစိတ်မဆိုးအောင်လည်းနေတယ်။စိတ်ဒေါသကိုထိန်ခဲ့တယ်။ဒေါသထိန်ရနေမှာကဘူးအလူတန်းလုတ်တယ်ရေရောတယ်။သူတော်ဘာကြည်ပွားတာကိုလည်းမနာလို့မရှုစိတ်မရှိခဲ့ဘူးတဲ့။ဟောစတုထအမျိုးသမီးကသူ့ရဲ့ဘဝပုံရိပ်ကြောင်မို့လို့သူကရုပ်ချောပြီးဥစ္စာပေါ်ပြီး ဩဇာအာဏာရှိတဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်လို့ဒီလို